โอเคလောက်ချစ်တော်များအားလုံးမင်္ဂလာပါခင်ဗျာเนาะအခုကျွန်တော်ဒီစမက်ပွဲကတော့မိုင်းဆန်းငင်းနဲ့စိုးနော်ဦးတို့ပွဲဖြစ်ပါတယ်เนาะစိုးနော်ဦးဆိုတာကတော့ဒါပြိဿတွေတည်တဲ့အချိန်ဒီဝမ်းမှာသူကတပွဲထိုးပြီးနော်သူထိုးတဲ့ပွဲမှာကျတော့တော်တော်လေးကောင်းပါတယ်ဒါပေမဲ့မတိတဲ့ပြိဿတွေကျတော့မြင်မှာပေါ့เนาะသူကတက်လို့ကြာသွားတယ်ပါညာဒါပေမဲ့သူကကြက်သိပ်ပါတယ်ဆိုတော့အဲ့ဒီနေ့တော့သူထိုးတဲ့ပွဲကတအားအကောင်ကွာတယ်เนาะအဲ့တချို့ပြိဿတွေမတိတဲ့စီသေးတယ်တိတဲ့လူကတော့တိပြီးပါပြီမတိတဲ့လူက ဆိုတော့ဦးကအာမမဘူးတက်လို့ညရဲပါညာထင်မှကြလို့ကျွန်တော်အခုကတခါတည်းပြောပြဖြစ်ပါတယ်အဲ့ဒီနေ့ကဆိုတော့ဦးကသူကပေါအအများကြီးကြောပြီးတော့ထိုးတယ်နော်အဲ့ဒါကြောင့်မို့သူအဲ့လိုဖြစ်သွားတာကိုထဲအများကြီးကောင်ကြီးအားသာတဲ့လူတဲ့ထိုးတယ်ဆိုတာအမ်ပရိသတ်သိမှာပါကိုထဲအားသာတဲ့လူကိုထဲအကောင်ကြီးတဲ့လူနဲ့ကိုတဲထိုးတဲ့အချိန်မှာကိုကအားပို့ပြီးထောက်ရတဲ့အတွက်သူကမောသွားတာနော်ဒါပေမဲ့အဲ့ဒီပွဲမှာစွန့်တော့ဦးက ကောင်းကောင်းလောက်သွားတာเนาะဒါကျွန်တော်တို့ပြိသက်တွေအားလုံးကသူ့ကိုချီးကျူးကြတယ်ဒါပေမဲ့တဲ့လို့ကြတဲ့ဘာညာပြောလို့တော့ရှိတယ်ပေါ့โอเคအဲ့ဒါပြီးသွားပြီဒါအကောင်ကွာတဲ့အတွက်ကျွန်တော်ပြောပြပေးမယ်เนาะโอเคအဲ့ဒီပွဲကတော့ပြီးသွားပြီအခုဒီလာမယ့်ပွဲမှာရတော့သူထွေးရမယ့် finder ကထိုင်းကရင်တော့သူကပကညောပကညောကျွန်တော်တို့လိုမျိုးပေါ့ပကညောအဲသူကထိုင်းကရင်ဒီထိုင်းကရင်ကသူကသူ့နာမည်က Mind Sangin ဒါကြတော့အယူအဒူလို့လူဓာတ်တူဖြစ်သွားပြီเนาะ ီပွဲမှာကျွန်တော်တို့စွန့်တော့မောသေးတယ်ဆိုပြီးဘာညာဆိုတော့အာဒါအသက်လုံးမကောက်ဘူးဘာညာပြောလို့ရိုက်ပါတော့အကောင်မကွာတော့ဆိုတာโอเคနော်โอเคဒီဒါကျွန်တော်တို့စွန့်တော့ကြားတော့ပြည်သားတွေသိပြီးသားပါနော်โอเคခုကျွန်တော်ပြောမှာကစွန့်တော့စင်ပြေထိုးရမယ်ထိုင်းကရဖိုင်တာနော်သူ့နာမည်ကမိုင်းဆန်ငင်းမိုင်းဆန်ငင်းနော်ဒါသူ့ရဲ့ခြာရကတော့ကန်ချိုးကန်ချိုးဆိုတော့တက်ကြက်ပါဒီထိုင်းကရနေရလို့ပါရနော်ဒီညမှာ ပြီးကျွန်တော်ထိုင်းကရနေရစီတယ်နော်သူတို့ကအဲသူတို့ခြာရကကင်ချိုးတူတူပဲပြီးတော့ဟိုတရနာမည်ကမိုင်းဆန်ခန်အခုစွန်တော်ထွေးမဲ့လူကသူနာမည်မိုင်းဆန်ငင်ဒါဒီနေ့ရောကျွန်တော်ခဏခဏမားတယ်ဒါမရုပ်ချေရမတူနာမည်မားတယ်ဘာဖြစ်လဲဆိုတော့သူတို့ကတူတူပဲနေတယ်မေခဆော်မှာသူကမေခဆော်မှာနေတယ်နော်တူတူပဲဒီစွန်တော်ဦးနဲ့ထိုးမဲ့ကေဖိုင်တာမိုင်းဆန်ငင်ကသူက ဲ့ဒီမင်းအောင်စောမှာ तू ကကြောင်းเสียရပါအင်း तू ကကြောင်းเสียရဟောကြောင်းเสียရလောက်ထိုးတာပဲอืมဒါမဲ့ကျွန်တော်ကကြီးပဲအခုကကြီးနဲ့ကျွန်တော်တို့မြန်မာဖိုင်တာနဲ့ထိုးရမယ်ဆိုတော့အာဘယ်လိုအားပေးရမလဲဆိုလို့မင်းဆိုတော့ဒါကကျွန်တော်တို့ကနင်းအောင်လို့အားပေးတယ်နင်းအောင်လို့အားပေးတယ်ဒါအမှန်ပဲလေနင်းအောင်လို့အားပေးတယ်ဘယ်သူနင်းလို့သူဆုံးလဲဆိုတော့ ဒါမာရလူကောင်းတဲ့လူနိုင်မှာပေါ့နော်โอเคမိုင်းဆန်းငင်းကသူရဲ့အရက်က9ပေ4လက်မှတ်ဟာ165ပေါ့နော်သူရဲ့လေ့ကျင့်ကတော့123ကနေ130နှစ်ထိသူကအဲ့လိုမျိုးအဲ့ဒီလက်ပဲပေါ့နော်123ကနေ130နှစ်ထိအဲ့ဒီလက်ပဲမှာသူထိုးတယ်သူရဲ့ကီလိုကတော့60ဒါသူထိုးတဲ့ လက်ပဲကသူက123ကနေ130နေထိအဲ့ဒီဂျမ်းကသူထိုးတယ်နော်ဒီ KA fighter မင်းစံငယ်ကသူရထိုးပွဲကပွဲပေါင်း60လောက်ရှိတယ်နော်ဟာဒီ1မှာသူထိုးတာကြတော့၄ပွဲပဲထိုးတယ်နော်၄ပွဲမှာသူက3ပွဲနိုင်တပွဲရှုံးတယ်နော်တပွဲရှုံးရလိုက်ရတာတယ်သူရှုံးတယ်ဆိုတာသူရှုံးတဲ့ fighter တအားကောင်းလို့သူရှုံးရတာနော်သူဆိုးတဲ့ fighter က city hegeti city hegeti ဆိုတာဒီ ဂျွန်နသာဟန်ကတိဂျွန်နသာဟန်ကတိဆိုတာသူကကမ္ဘာနှစ်ခုစီတာတာဒါပေမဲ့သူကဟိုမကြခင်မှာသူကအာဘယ်လိုလဲစူပါလေသူရှုံးသွားလို့သူကမ္ဘာတစ်ခုပါပါတယ်အဲ့ဒီဖိုင်တာအဲ့ဒီဂျွန်နသာဟန်ကတိအင်းဒါသူ့ရဲ့ညီလေးပေါ့သူ့ရဲ့ညီလေးစစ်တီဟန်ကတိအင်းအဲ့ဒီဖိုင်တာနဲ့ကျွန်တော်တို့ကီဖိုင်တာရှုံးသွားတာတအားကားလို့သူရှုံးသွားတာအဲ့ဒီဖိုင်တာတအားကားလို့သူရှုံးသွားတာနော်โอเคအဲ့ဒီဖိုင်တာနဲ့ထိုးတဲ့ ဗီဒီယိုဖိုင်လေးကျွန်တော်ပြရအောင်နော်ဒါဒီကြီးဖိုင်တာရှုံးသွားတဲ့ဗီဒီယိုဖိုင်ကျွန်တော်ပြရအောင်နော်အဲ့ဒီ eclipse ဖတ်တာဘလောက်ကောင်းလို့ဆိုတာဒီကြီးဖိုင်တာရှုံးထားတဲ့ပွဲနော်ကျွန်တော်ပြရအောင်အဲ့ဒီ eclipse ဖတ်တာဘလောက်ကောင်းလို့ဆိုတာ တန်းကောင်းလားမန်ကောလည်းကောင်းတယ်ထိုးလည်းတန်းဖြတာဟောဟောသူတီကိုတီပဲဒါသူရှုံးရတဲ့ပွဲပေါ့နော်သူကလေးဝဲထိုးသူကလေးဝဲထိုးသုံးဝဲနိုင်တပွဲရှုံးအင်ဒီဖိုင်တာနဲ့သူရှုံးရတာနော်အဲသူရဲ့ဝမ်ပွဲရက်လာဆိုတော့သူကကျွန်တော်တို့ဖိုင်တာစုံအောင်ထက်ကောင်းတယ်စုံအောင်ထက်လည်းသားတယ်ဒါမဲ့သူ့ရဲ့မန်ကိုလေသူ့ရဲ့ထိုးပေါက်ဒီဇိုင်းတွေကသိမကွာဘူးเนาะစိုးနှောင်းနဲ့ဒီဇိုင်းတွေပဲ ဒါပေမဲ့ဒီဖိုင်တာကသူ့ရဲ့သူ့ရဲ့မှတ်တမ်းမှာကသူကဘယ်သာလို့ပြောတယ်နော်သူကဘယ်သာဘယ်ဘယ်လက်သီးထိုးတယ်ဘယ်ခြေတော့ကန်တယ်ဘယ်သာလို့ရေးထားတယ်ဒါပေမဲ့သူဒီ1မှာသူထိုးတာကျွန်တော်ကြည့်တယ်ဘယ်သာမထုတ်ပါဘူးသူကညာပဲထိုးတယ်ကျွန်တော်တွေ့ပါတယ်ဒါပေမဲ့ဘာဖြစ်လို့သူ့ရဲ့သူ့ရဲ့သမိုင်းမှာသူကဘယ်သာလို့ရေးထားတယ်ကျွန်တော်မသိဘူးโอเคဒါဆိုဒီဖတာရဲ့ထိုးလို့ထိုးပါလေကျွန်တော်သိသလားသိပြီနော်ပြီးတော့ကျွန်တော်တို့စွန့်တော်ဦးရဲ့ထိုးထိုးပါတွေနဲ့ပြန်နှန်းစီကြည့်တဲ့အခါ သူတို့เนี่ยထိုးထိုးပါမကွာဘူးเนาะမန်ကိုကြီးလည်းသိမကွာကြဘူးထိုးထိုးပါကြီးလည်းသိမကွာကြဘူးဒါပေမဲ့ဒီဒီလိုကြည့်တော့စွန်းတော်ကပါဝါနေသလိုပညာထင်ထရမယ်เนาะဘာဖြစ်လဲဆိုတော့သူထိုးရဖိုင်တာသူထဲတအားအကောင်ကြီးတဲ့တွင်တာအာကျွန်တော်တို့အဲ့လိုမျိုးဆုံးဖြတ်လို့မထိသေးဘူးအဲဒီတကြနေညမှာစွန်းတော်ရဲ့ပါဝါစွန်းတော်ရဲ့မန်ကိုဒီကေဖတန်ရဲ့ပါဝါကေဖိုင်တာရဲ့မန်ကိုနေဘယ်လို့ ဘယ်သူသမ်းလို့ဆိုကျွန်တော်တို့အဖြစ်ထွက်မလား okay နော်တောက်ကြနေကြမှာကျွန်တော်ဒီပွဲကိုဆက်ပြီးတော့ဒီဆက်မှာဖြစ်ပါတယ်နော်ကျွန်တော်ရဲ့ channel အပိတပတ်တဲ့အားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေခင်ဗျာဒီပွဲချက်ပါပါစေဘိုင်ဘိုင်